ဒါကတော့ခြင်ဆက်ရေခဲတုံးပင်မဲနဲ့လှုပ်ထားတာပါရေခဲတုံးနဲ့လှုပ်ထားဆိုအေးအေးလေးနဲ့အဲ့လိုခြင်ချင်းဆက်ဆက်လေးပေါ့တိတ်စရာတမျိုးပဲမိုက်တယ်ဒါလေးကိုစားလိုက်တာနဲ့အဲ့လိုပျော်တယ်လို့ခံစားရနည်းနည်းလေးစက်တယ်ပေါ့နော်ကျက်ကင်နဲ့ဒီချင်းနဲ့ကလုံးဝကွက်တီပဲအဲ့တော့ဒီဆိုင်မှာဒီကျက်ကင်လည်းစားကြည့်တဲ့နယ်လို့ပြောချင်ပါရှင် ဝက်သွေးကွေးတရိုးနမ်းတော့လို့လည်းခေါ်ရပေါ့နော်တကယ်မိုက်တော့ဟိုအသားကြီးလည်းအများကြီးပါနော်ဒီကြော်ကြော်လေးကနှမ်းနဲ့မမွေလေးနဲ့စားလို့ကောင်းတယ်ချိုချိုလေးပေါ့နော်အရင်လည်းမစားဘူး तू ကရောင်းတာလည်းတော်တော်ကြာပြီဆိုတော့လေအာတော်တော်လည်းအရင်လည်းစားလို့ကောင်းတယ်ဒီဆိုင်ကမမွေစိမ့်စိမ့်လေးအဲ့ကြောင့်ဒီဘိမုတ်ကအရင်နဲ့မကြည့်ရဘူးကြည့်တော့ပါ အစီပိတ်သက်ကြီးအားလုံးမင်္ဂလာပါရှင်ညီမကတော့ Ashley ကိုကိုပါအဲကိုကိုဒီနေ့မှာတော့ရေကြော်မှာလူငယ်ကြီးဈားထဲမှာရေပန်းစားနေတယ် Street food ဆိုင်လေးကိုသွားစားပြမှာဖြစ်ပါတယ်အဲ Street food ဆိုင်လေးကဆိုလို့ရှိရင်ဈေးနှုန်းလည်းတက်တင်ပြီးတော့အခုအဲလူကြိုက်များနေတဲ့ဆိုင်လေးပေါ့နော်ဆိုတော့ကိုကိုကသွားစားပြမယ်ကိုကိုနဲ့တူလိုက်ခဲ့ပေးပါဦး Okay let's go အခုအရင်ဆုံးကိုကိုစားပြမှာကတော့ဒီသူ့ထက်တာ ရေကြော်ဘိမုံဆိုင်လေးပေါ့နော်သူကဖွင့်နာရလဲကြာပြီကိုကိုလည်းအမြဲတမ်းစားပြစ်တဲ့ဆိုင်လေးပေါ့နော်အခုလောလောဆယ်တော့ကိုကိုကဒီငပြောသီးအဲထောဘတ်ဘိမုံနဲ့ဒီဟိုဟာရိုးရိုးအဖြူဘိမုံပေါ့နှမျိုးမှာထားအဲဒီဆိုင်ကတော့ရေကြော်မှာတော်တော်များများသိမယ်လို့ထင်ပါတယ်။သူကရောင်းတာလည်းတော်တော်ကြာပြီဆိုတော့လေ။အာတော်တော်လည်းရမ်းလက်စားလို့ကောင်းတယ်ဒီဆိုင်က။ဒီမှာရပြီ။နောက်တစ်ဆိုင်ဆက်သွားမယ်။ ယ်ဆိုတော့ကိုကိုနောက်တစ်ဆိုင်ဒီရေကြော်မှာအရန်နာမည်ကြီးနေရဲ့ဒီဝါရိတ်မျိုးဆန်းဆိုင်လေးကိုစားမှာဖြစ်ပါတယ်ဆိုတော့ဒီဆိုင်မှာဆိုလို့ရှိရင်တော့ဒီလိုထိုင်းစားစရာမျိုးမျိုးရတာပေါ့နော်အဓိကတော့ကိုကကွဲ့တေယိုစားရရမ်းကြိုက်တယ်ကွဲ့တေယိုဖန်ဆိုတော့ဒီမှာကွဲ့တေယိုမျိုးမျိုးရရယ်ပြီးရင်ဒီလိုအထောင်းလေးပေါ့တမောတီထောင်းပြောင်းမူထောင်းထမင်းကြော်အဲ့လိုမျိုးရရပေါ့နော်အခုဒီမှာဆိုရင်ဘယ်လိုမင်းနျူးလေးရအောင်ကောင်းဆုံးလဲဒီမှာဒီမှာကတော့ဟိုကကွဲ့တေယိုထောင်းပါကွဲ့တေယို ဟာဟာဟောကကြီးကြိုက်ကြောဟာဟာဟာအခုဆိုင်ကလည်းအဲ့လိုကွေ့တရိုကောင်းတယ်လို့နာမည်ရမ်းကြည့်ရဲ့အဲ့လိုဟာကဲအားဆိုလို့ရှိရင်ကိုကိုကွေ့တရိုစားဖို့အတွက်မသွားဆောင်လိုက်အောင်โอเคလာလိုက်ခဲ့ကြ okay so အရင်ဆုံးကိုကိုဒီမပြောသေးဘိထောပတ်ဘိမို့ပေါ့နော်အားလေးစားပြမယ်မပြောသေးရောထောပတ်ရောဆိုတော့တော်တော်ကောင်းတာ သူကကိုကိုလိုအဲ့လိုမုတ်တွေထဲမှာငါငါပြောသေးပါအရန်ကြိုက်တဲ့လူတွေဆိုကွက်တီပဲဒါကတော့ဘိမုတ်အဖြူပေါ့နော်ပြောဒါလေးကတော့အစိမ့်ဖြစ်မယ်လေဟုတ်တယ်နားဆောက်ပါလားဟုတ်မမွေးစိမ့်စိမ့်လေးအားကြောင့်ဒီဘိမုတ်ကအရန်နာမည်ကြည့်ရမလို့ညီတော်မှာသူကညီတော်ရောက်လို့ရှိရင်ဒီဘိမုတ်ကိုဖိုင်းကြည့်ကြပါလို့ဘိုးကပြောချင်ပါလေကဲခုကိုကိုမှားတာလည်းရလာပြီဒီမှာ ကုန်လုံးကစားကျင်စရာလေးကြီးပဲအာဒါကတော့ဟိုဟိုဝက်သွေးနဲ့ချက်ထားတာပေါ့နော်ဝက်သွေးကွေ့တရိုးနမ်တော့လို့လည်းခေါ်ရပေါ့နော်သူကရွက်ကလေးလည်းများတယ်ကိုကကွေ့တေယောဆိုအဲ့လိုအရွက်များလေးကြိုက်တယ်ပေါ့နော်အတူအီကပြင်စရာမလိုသေးလားအဲ့လိုပြပြနဲ့နဲ့လေးနဲ့အရသာကောင်းလို့ဟင်းတကယ်မိုက်တာကိုအသားကြီးလည်းအများကြီးပါနော်ဒီကွေ့တေယောအတုပ်လေးလည်းစားပြမယ်ဝေါးအဲ့လိုလေး ဝိတေကိုတုံးဆိုလို့ရှင်ဒီလိုမျိုးလေးဆူဆူရွှဲရွှဲအယောင်နက်နက်လေးကိုအရန်ဆိုင်တယ်စားကြပါဦးရှင်ကျကေကိုဘာမှပြန်ပြင်စရာမလိုမက်ပုဂိုးလိုမျိုးအရန်ဆက်စားရလူတွဲဆိုလို့ရှင်တော့နည်းနည်းချိုတယ်လို့ခံစားရတယ်ဆိုတော့ဆက်ထည့်ပြီးစားပါမယ်မြုပ်သေးထည့်လိုက်တာပို့ပြီးတော့စားကောင်းသွားကိုမိုက်သွားအဲ့အရန်ဟိုမချိုတော့ဘူးပေါ့နော် လုံးဝအထောင်းတော့ဆက်ဆက်ကလေးထောင်းလိုက်တာပေါ့နော်မာဟုတ်ချင်းချင်းဆက်ဆက်လေးတော်တော်မိုက်တယ်ဒါကိုကိုစားကျင်တဲ့ပုံစံနဲ့ကွက်တီပဲအခုဒီမှာစားသမျှတော့ကိုကိုအထောင်းလိုက်ကြိုက်တယ်ဒီကွက်တီရောလည်းရမ်းကြိုက်တယ်ကွက်တီရောကတော့တကယ်ကိုနာမည်ကြီးနေတဲ့အတိုင်းပဲတကယ်ကိုရမ်းစားလို့ကောင်းတယ် ကယ်အရင်ဆုံးဒီ cheese ကြောက်ကြောင်းမြင်စားကြည့်လိုက်မယ်သူ့ချင်ဘလို့နေလဲပေါ့ဟွန်းအချင်တော်တော်လေးကောင်းတယ်ဟုတ်လားဟဲ့လို့ချူချူချစ်ချင်းဆက်ဆက်လေးမိုက်တယ်ဒါကတော့ချက်ပောင်กินပေါ့နော်ဒါလည်းမကြည့်ရဘူးအချင်းကလုံးဝအသက်ပဲအกินရလေတော်တော်မိုက်တယ် ဒီချက်ကင်နဲ့ဒီချင်းနဲ့ကလုံးဝကွက်တိပဲအဲ့တော့ဒီဆိုင်မှာဒီချက်ကင်လည်းစားကြည့်တဲ့နယ်လို့ပြောချင်ပါရဲ့ရှင်ဒီဆိုင်မှာကွေ့တေယိုခရီစီရဲ့အတွက်ပေါ့နော်ကွေ့တေယိုကောင်းကောင်းနေလဲရရဲပြီးတော့အထောင်းနေဒီအကင်နေကောင်းကောင်းနေလဲရရဲဆိုတော့ဒီဆိုင်မှာလာစားကြည့်ဖို့ကိုကပြောချင်ပါတယ်ဆိုင်လေးရဲ့နာမည်ကတော့ဝိုင်းရိတ်မျိုးလို့ခေါ်ပါတယ်ကဲဆိုတော့ကိုကိုတို့ဟိုမှာတွေ့နေရတဲ့ကိုရီးယားကြက်ကြော်ဆိုင်လေးပေါ့နော်အဲ့ဆိုင်မှာသွားစားမယ်โอเค တော်လေးอ่ะနှမ်းနဲ့မွမွေးလေးနဲ့စားလို့ကောင်းတယ်ချိုချိုလေးပေါ့เนาะအရင်လည်းမစားဘူးအစမစားနိုင်တဲ့လူတွေတွတ်ဆိုတော့ကွက်တီပဲမကျော်မွမွေးလေးနဲ့စားလို့ကောင်းတယ်ဟောပါတော့ဘူကြီးလေးอ่ะအီအီလေး ဟာလိုကောင်းနေအရင်မဆက်ဘူးတော့ဘူးရလေอืมကိုမကအဆက်ဆိုမရမ်းမဆက်ဘူးဟုတ်ပူပူအီအီလေးနဲ့အရင်ဆက်လိုကောင်းနေတော့ဘူကီကြိုက်တဲ့လူတွေကိုရီးယားကြက်ကြော်ကြိုက်တဲ့လူတွေပေါ့နော်ဒီဆိုင်မှာလာပြီးတော့အားပေးကြဖို့ကိုကဖိတ်ခေါ်ကြမှာလေရှင်ဆိုင်နံပါတ်လေးကတော့ Nico ပါ N I K K O Nico ဟုတ်ဒါအားပေးကြပါရှင်အဲ့ဆိုကိုကိုစက်တာရည်လဲအရန်ဆအများသွားပြီဆိုတော့ဗောနော်သူကိုဒီမှာရေကြော်မှာနောက်ထပ်နာမည်ကြီးရဲ့ ရေခဲကြီးဆိုင်လေးရှိရပေါ့နော်အဲ့ဆိုင်လေးကိုကိုကိုခုသွားစားမယ်โอเคကိုကိုနဲ့အတူတူလိုက်ခဲ့ပါကိုရမင်္ဂလာပါဟုတ် အကိုဆက်မှာဘယ်လိုရေခဲတုတ်လေးရလဲမသိဘူးဟုတ်ကဲ့ဘလော့ကလည်းတော့ပါပေါ့ရေခဲတော့ကတော့ရတာအဆုံးရှိသွားအချိုးဘက်သွားရှိတယ်အချင်းဘက်သွားရှိတယ်ချိုးချင်ရတာဘက်သွားတာရှိဘူးနော်ဟုတ်အဆက်ဘက်သွားလည်းဒီလိုချင်ကဘက်ရေခဲတုတ်လေးရှိတယ်ဟုတ်ချင်ငယ်ဆက်ကတော့တော်တော်ဆန်းဆန်းပြပြလေးပဲတခါမှမမြင်ဘူးဒီဟာလေးရတာနော်ကျွန်တော်တို့ကနောင်ရင်းကြောင်ရင်းနဲ့ပြောတဲ့ဟာကိုကျွန်တော်တို့ကလုံးကြည့်မယ်ဆိုပြီးတော့လုံးကြည့်ရင်းနဲ့အားကြီးတော့ဆင်းနေတော့ဟုတ်ဟုတ်ဟုတ် ို့တခုလောက်မေးခြင်းလို့အကိုဆိုင်နာမည်ကလေတတိယရင်ဆိုတော့အရန်စမ်းနေပေါ့နော်အဲဒီနာမည်လေးကိုဘယ်လိုပေးပြတာလဲဒီလိုပေါ့ကျွန်တော်တို့ဆိုင်နာမည်စပေးမယ်ဆိုတော့ပေါ့တတိယရင်ဆိုတော့အမှတခုခုဆိုတွက်လိုက်နေတတိယရင်ပါလာအဲ့လိုမျိုးပေါ့နော်အစားပြားမှပြောပြကြဆိုင်နေနဲ့မရှိဘူးကျွန်တော်အဲ့ဒါကိုသူများနဲ့လည်းမတူချင်းလို့ကျွန်တော်အဲ့နာမည်လေးပေးပြသွားတာဟုတ်ဟုတ်ကို idea ရန်ကောင်းတယ်ပြီးတော့အကိုဆိုင်မှာဟိုမှာ wine blend နေလဲတွေ့ရဲတွားတော့ပြင်းဦးလင်ချမ်းတော့အစ်စ်ပေါ့နော်ဒါကတော့ချင်ဆက်ရေခဲတော့ပင်မဲနဲ့လောက်ထားတာပါ ဆိုတော့ဒီမှာပင်မက်ရောသူကငရုတ်သီးလေးရောနည်းနည်းပါပါတော့နော်ရုတ်သီးမုံလေးပါထည့်ထားရယ်စားကြပါဦးရှင်ကိုကိုတော့ပင်မက်ပုတ်စားတဲ့အရာသားလေးအဲ့လိုအရာသားကိုသူကရေခဲတုံးနဲ့လှုပ်ထားဆိုအေးအေးလေးနဲ့အဲ့လိုချင်းချင်းဆက်ဆက်လေးပေါ့တိတ်စရာတမျိုးပဲမိုက်တယ်ဒါလေးကိုစားလိုက်တာနဲ့အဲ့လိုပျော်တယ်လို့ခံစားရနည်းနည်းလေးဆက်တယ်ပေါ့နော်ဒါကတော့ အာ၃ယောက်ချဲ popping miss cherry popping miss cherry ဆိုတာသူကဒီအလုံးလေးတွေကစားလိုက်လို့ရှိရပေါ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 လေးပေါ့အဲအဲ့လိုအဲ့လို taste ၃မျိုးပေါ့နော်အဲ့မျိုးလောက်ထားဒီဆိုင်ရဲ့ထူးခြားချက်ကသူကဒီရေခဲတုပ်ပေါ်မှာဒီစမ်းထားတဲ့အရေလေးတွေအရာတာတွေကသူတို့ကိုယ်တိုင်လောက်တာပေါ့နော်ဆိုတော့ ready made ကိုတုံးထားမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကသူဆိုင်ရဲ့ထူးခြားချက်ပဲသူကလေချိုးချိုးချင်းချင်းလေးနဲ့ပေါ့နော်မှုမှုလေးဒီအလုံးလေးတွေကပောက်ထွက်လာအလုံးလေးတွေကလေဈာနောက်တစ်မျိုး ဒါ my chocolate my chocolate ဆိုတော့ chocolate တွေနေမှာပေါ့နော်လောက်ထားအရေးလေးဒါတော့ chocolate crazy ရစားတဲ့နသူကတော့နည်းနည်းလေးနှမျိုးထက်ဆိုင်တော့နည်းနည်းလေးချိုးရပေါ့နော်မစားလို့ကောင်းဘူးอืมဒီဆိုင်လေးကတော့ဒီရေကြော်ဝတ်ချောင်းလန်းထဲမှာရှိရပေါ့နော်ဆိုင်လေးနာမည်ကတရိယာရင်ဖြစ်ပါတယ်သူစီမှာရတဲ့ရေခဲတုတ်လေးကလည်းရမ်းစမ်းတယ်ဒီဆိုင်ကိုလာပြီးတော့အားပေးကြဖို့ကိုကဖိတ်ခေါ်ချင်ပါတယ် တတိယရင်အားပေးကြပါဦးရှင်။ကဲဆိုတော့ကိုကိုဒီနေ့မှာတော့ MC နဲ့ပူးပေါင်းပြီးတော့ဒီဝစ်ချောင်းလန်းနဲ့မြောင်းကြီးလန်းမှာရှိရဲ Sweet Food ဆိုင်လေးကိုစပြသွားတာဖြစ်ပါရဲ့။ Now အစီအစဉ်လေးတွေလည်းကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။ MC ပိတ်သက်ကြီးတတ။